လေးစားအပါသောမိဘပြည်သူများရှင်ကျမကတော့မတူကွဲပြားခြင်းနဲ့ငြိမ်းချမ်းရေးပါတီ Peace and Diversity Party PDP ပါတီဥက္ကဋ္ဌဒေါ်စနာဦးပဲဖြစ်ပါတယ်ရှင်ကျမတို့မတူကွဲပြားခြင်းနဲ့ငြိမ်းချမ်းရေးပါတီဟာ2010ခုနှစ်မတ်လ22ရက်နေ့ကလေးကစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ရွေးကောက်ပွဲဥပဒေနဲ့အညီ 28ရက်3လ2023ခုနှစ်မှာပြန်လည်မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ပါတယ်ရှင်15ရက်9လ2024မှာပါတီမှတ်ပုံတင်ခွင့်ပြုခဲ့ပါတယ်ရှင် ကျမတို့ပါတီဟာပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ကြီးမှုကျင်းပတဲ့2010ရွေးကောက်ပွဲ2015ရွေးကောက်ပွဲ2020ရွေးကောက်ပွဲတွေမှာကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ် ယခုကျင်းပမဲ့2025ခုနှစ်ရွေးကောက်ပွဲမှာလဲစတုဒ္ဒအကြိမ်ဖြစ် ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါရဲ့ရှင်။ကျမတို့ပါတီရဲ့မူဝါဒနဲ့လုပ်ငန်းလမ်းစဉ်တွေကို ရှင်းလင်းပြောပြပါမယ်ရှင်။ကျမတို့ပါတီရဲ့မူဝါဒကတော့လူသားဆန်သောဒီမိုကရက်တစ်နိုင်ငံသားဝါဒ Humanist Democratic Nationalism ဖြစ်ပါတယ်။ တကဘာရဲ့ရဲ့မှာရှိတဲ့လူသားမျိုးနွယ်တို့ဤအကျိုးစီးပွားကို မျက်ွယ်ပြုမိမဟုတ်နှစ်ဒီမိုကရက်တစ်လုံလီနှုတ်ခမ်းတို့ကို လိုက်နာကျင့်သုံးမိသုံးအခွန်ထမ်းနိုင်ငံသားများ၏အကျိုးကို ပထမဦးစားပေးစဉ်းစားမိဟူ၍ဖြစ်ပါတယ်ကျမတို့ပါတီဟာ လူသားအချင်းချင်းရန်သူလိုတတ်မှတ်တဲ့အလေးထားကိုစွန့်လွတ်ပြီး လူသားတွေရဲ့ရန်သူအစ်စ်တွေကို ရှာဖွေတွေးရှိထားပြီးဖြစ်ပါတယ်။အဲ့ဒါတွေကတော့မဖွေမျိုးမတိုးတက်ခြင်းယောဂဗျာအစ်စ်ဆန်းများတဘာဝဘေးအန္တရာယ်ဆိုးများအလုံးလက်မဲ့ဖြစ်ခြင်းများနဲ့အတ္တီတရားခေါင်းမာခြင်းတို့ပဲ ဖြစ်ပါတယ်။အဲ့ဒီရန်သူတွေကိုတိုက်ပွဲဝင်မှုအတွက်ကျမတို့ပါတီကထာဝရလှုပ်ဆောင်နေပါတယ်။လေးစားအပ်ပါသောမိဘပြည်သူများရှင်။ ကျမတို့ရှားဖွေတွေ့ရှိထားတဲ့ရန်သူ၅မျိုးထဲမှာမှအတီတရားခေါင်းမခြင်းဟာအစိုးဆုံးဖြစ်တဲ့အတွက်နိုင်ငံရေးနဲ့ပတ်သက်ဆက်နွယ်တဲ့အကြောင်းချင်းရာတွေနိုင်ငံရေးစနစ်တွေကို အစီအမံရှင်းလင်းတင်ပြလျက်ရှိပါရှင်လူသားတို့သည် တွေးဤကြံဤအသည့်ဆန်းတို့ကိုဖန်ဤတိဆောက်ဤလူသားတို့ဤအတွေးအကြံအမျိုးမျိုးသည် ခက်ဖြာ၍ဖွေမျိုးလာသောကြောင့် ဥတီချက်အမျိုးမျိုး ဖန်နှီးမှုအမျိုးမျိုးဖြင့်ရက်တည်နေကြသည် ထိုဖြစ်စီများကိုလည်းလွှမ်းမိုးထိန်ချုပ်စေခြင်းငါမသိထို့တူအမြင်ကွဲလဲခြင်းများကြောင့်ရံပက်ဖြစ်နေကြခြင်းကိုလည်းစွန့်လွတ်ကြရပေမည်ကျမတို့နိုင်ငံသူနိုင်ငံသားများအနေဖြင့်အခြေခံလိုအပ်ချက်ကြီးများပြီးပြည့်စုံမှာကမိတို့ကွဲပြားစွာခံစားတိဆောက်ကြပါစေ။ နှစ်လိုပွဲသာဖြစ်ပေသည်မတူ क्वे ပြသောအတွေးခေါ်အယူအဆအမျိုးမျိုးတို့ကြောင့်လူသားအချင်းချင်းဖီစည်းနှိပ်ဆက်တက်ပြတ်ကြခြင်းကို ကျမတို့ကမလိုလားပါဘူးလေးစားအပ်ပါသောမိဘပြည်သူများရှင် ကျမတို့သည် မတူ क्वे ပြခြားနာခြင်း အပေါ် အကြောင်းပြု၍ရန်ပြုတ်တိုက်ခိုက်ခြင်းမရှိဘဲ လူသားချင်းချင်းအပြိုင်ပြစ်တီခြင်းကိုဥထိတ်ပန်းစင်ကငိမ့်ညမ်းစွာ အတူရှင်တွဲနေထိုင်သင့်ပါတယ်။လေးစားအပ်ပါတော့မိဘပြည်သူများရှင်။ကျမတို့ပါတီဟာနိုင်ငံဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီးပုဂ္ဂလိကကဏ္ဍများအာကောင်းတန်ဆန်းရေးဟာ အခရာကျတယ်လို့ရှုမြင်ပါတယ်။လူသားတိုင်းဟာကာယညာနဇာရိတ်တဘောကနဲ့ ်နောက်ခံအတိုင်းဝိုင်းမတူညီတဲ့အပေါ်မူတည်၍စူကြုံနှိမ့်မြင့်စင်းရဲချမ်းသာကွဲပြားခြားနားသည့်တဘာဝကိုလက်ခံယုံကြည်ပါれအာလုံးတန်းသူမချမ်းသာနိုင်ရင် အာလုံးတန်းသူစင်းရဲနေရမည်ဆိုတဲ့ကွန်မြူနစ်ဆန်တဲ့အယူဆများသည်နိုင်ငံဖွံ့ဖြိုးရေးအတွက်အနှောက်အယှက်အဟံအတားဖြစ်ကြောင်းလက်ခံယုံကြည်ပါれပုဂ္ဂလိကလုပ်ငန်းရှင်တဦးသည် ၎င်း၏စီးပွားရေးလုပ်ငန်းများကို လုတ်ကင်ဆောင်ရွက်ရမှာ၎င်းတို့မိသားစုနဲ့သာလုတ်ကင်ဆောင်ရွက်ကြရသည်မဟုတ် အောက်ဆုံးအစ်စ်မှာရှိတဲ့တန်ရှင်းအလုပ်သမားကစပြီးလုပ်ငန်းမန်နေဂျာအထိအလုပ်သမားများကိုငှားရင်လုတ်ကင်ကြရပါတယ်ထို့ကြောင့်နိုင်ငံတစ်ခုမှာ လုပ်ငန်းရှင်ကြီးများရဲ့လုပ်ငန်းများစီးပွားရေးလုပ်ငန်းများစီးပင်ထွန်းကားပေါများရင် အလောက်ကင်အခွင့်အလမ်းများ ပေါ်များမှာဖြစ်ပါတယ်။မိဘပြည်သူများရှင်ကျမတို့နိုင်ငံဟာကိုလိုနီဘဝမှလွတ်လပ်ရေးရယူရာတွင် အင်္ဂလိပ်နယ်ချဲ့အရင်းရှင်ကိုတော်လှန်ဆန့်ကျင်၍လွတ်လပ်ရေးယူအားတာဖြစ်တဲ့ကြောင့်ဆိုရှယ်လီအတွေးခေါ်ကွန်မြူနီအတွေးခေါ်စတဲ့စာပေများကိုလိလာဖက်ရှုဖြန့်ဝေလျက် လွတ်လပ်ရေးကိုရယူခဲ့ကြပါတယ်။ 1948ခုနှစ်လွတ်လပ်ရေးရရှိပြီးစအချိန်မှာပါတီစုံဒီမိုကရေစီ နိုင်ငံတစ်ခုအဖြစ် ထူထောင်ရည်တည်ခဲ့ကြပါတယ်။သို့တော်လည်းထိုစဉ်ကနိုင်ငံရေးဥဆောင်မှုအခမ်းကဏ္ဍတွင် ရှိနေသော နိုင်ငံရေးခေါင်းဆောင်မှန်သမျှသည် ဆိုရှယ်လစ်ကွန်မြူနစ်စာပေရင်ကျဲမှုအရေးအောက်တွင် ကြီးပင်းခဲ့ကြသူများသာဖြစ်ပါတယ်။ ထို့ကြောင့်ဒီထိုခေတ်ကဒီမိုကရေစီသည်ဆိုရှယ်လစ်ကွန်မြူနစ်တို့ရဲ့ဒီမိုကရေစီသာဖြစ်ပါတယ်။တို့ရရင်내ချက်အရင်းရှင်လက်အောက်မှကြံ့ရင်းခဲ့သောပုတ်ကလစ်ကလုပ်ငန်းများလဲတန်ဆန်းလျက်ရှိခဲ့ပါတယ်။မိဘပြည်သူများရှင်ဆိုရှယ်လစ်ကွန်မြူနစ်စီးပွားရေးမူဝါဒများသည်နိုင်ငံတော်မှဥဆောင်သောနိုင်ငံပိုင်လုပ်ငန်းများဖြင့်ကုန်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုများကို လောက်ကင်ကြပါတယ်ပုဂ္ဂရိက လုပ်ငန်းရှင်များဤကုံထုတ်လုံးမှုနဲ့ဝန်ဆောင်မှုများကို ခွင့်ပြုပေးခြင်းမရှိခဲ့ပါဘူး1988ခုနှစ်နောက်ပိုင်းတက်မတော်အစိုးရမှပုဂ္ဂရိက လုပ်ငန်းများကို တစတစတိုးချဲ့ခွင့်ပြုပေးခဲ့ပါတယ်1988ခုနှစ်နောက်ပိုင်းမှ မွေးဖွားကြီးပြင်းလာတဲ့လူငယ်များဟာပုဂ္ဂရိက လုပ်ငန်းများ တစတစ တိုးချဲ့ဖွင့်လှစ်ပေးခဲ့သည်ကို စနစ်ပြောင်းသည်ဟုရှုမြင်နိုင်မည်မဟုတ်ပါအเจ้าမှာစနစ်ဟောင်းကိုမတိမြင်ခဲ့ကြရဖြစ်ပါတယ်2010ခုနှစ်တွင်တက်မတော်အစိုးရမှဒီမိုကရေစီစာမျက်နှာတစ်ကိုဖွင့်လှစ်ပေးခဲ့ပြန်ပါတယ်ထို့အချိန်တွင် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်အစိုးရဖြစ်ပေါ်လာပြီးပုဂ္ဂလိက လုပ်ငန်းများကိုပုံမတိုးချက်ဖွင့်နှိပ်ပေးခဲ့သဖြင့်တောင်သူလယ်သမားများ ်မြေယာကို လက်ကင်ထားခွင့်ပုံစံခွန်စနစ်ရရှိလာခြင်းပုတ်ကလေးက73စီဆိုင်များဖွင့်လှစ်နိုင်ခြင်းပုတ်ကလေးကလေချောင်းလိုင်းများ မော်တော်ကားလိုင်းများ စီမင်းထွန်းကားလာခြင်းပုတ်ကလေးကဗန်များ စီမင်းထွန်းကားလာခြင်းပုတ်ကလေးကဆေးရုံများပုတ်ကလေးကကြောင်များစီမင်းထွန်းကားလာခြင်းပုဂ္ဂလိကတယ်လီဖုန်းကုမ္ပဏီများထူထောင်ဖွင့်နှင့်စီပင်လာခြင်းတို့ကို ကြုံတွေ့ခံစားခဲ့ပြီးဖြစ်ပါတယ်မိဘပြည်သူများရှင် ကျမတို့နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ယနေ့ကဘာနဲ့ရင်မောင်းတန်းနိုင်ရန်ပௌကတိကဈေးကွက်စီးပွားရေးဒီသာတင်းလျော်လောက်ပဲ့သည်လို့ကဘာကြီးမှာတက်တေပြပြီးလည်းဖြစ်ပါတယ်မိဘပြည်သူများရှင်အချာအရင်ရှင်နိုင်ငံကြီးတခုတွင်ပௌကတိကလုပ်ငန်းရှင်ကြီးတဦးက စတားလင်ဂျိုရူများကို ၎င်း၏ကိုပိုင်စည်းဝါးရေးဖြင့်အနှွင့်တင်လဲပတ်နေသည်ကိုမိဘပြည်သူများသိရှိပြီးဖြစ်ပါလိမ့်မယ်။ဤလက်တွေ့ဥပမာသည်ပုဂ္ဂလိကလုပ်ငန်းအားကောင်းတန်ဆွမ်းနှင့်အလောက်ကန်အခွင့်လန်းမောင်းများစွာကိုဖန်တီးနိုင်ပြီးမိဘပြည်သူတရလုံးလောကလစာအလောက်ကန်များရရှိမည်မှာမလွဲဟုယုံကြည်ပါသည်။တိုးဖြစ်ပါ၍နိုင်ငံ့စည်းဝါးဖွံ့ဖြိုးရေးအတွက် ပုတ်ကလေးကလုပ်ငန်းများပုံမတိုးချက်ခွင့်ပြုပေးနိုင်ပါယံကျမတို့ရဲ့မတူကွဲပြားခြင်းနဲ့ငြိမ်းချမ်းရေးပါတီအနေဖြင့်အစင်ဒီဇိုင်းတိုက်တွန်းနှိုးဆော်သွားမှာဖြစ်ပါတယ်မိဘပြည်သူများရှင်ကျမတို့ရဲ့မတူကွဲပြားခြင်းနဲ့ငြိမ်းချမ်းရေးပါတီဟာမျက်မှောက်ကာလဖြစ်ပေါ်နေသောလက်နက်ကင်ပစ်ခတ်တိုက်ခိုက်မှုများအားရက်စဲလျက်ငြိမ်းချမ်းသော နိုင်ငံရေးလဲစဉ်အောက်တွင် မိမိတို့ဤဒေသခံတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးအတွက်တော်၎င်းအေးချမ်းသာယာရေးအတွက်တော်၎င်းလှုပ်ဆောင်ကြရန်သာဆန္ဒရှိသည့်အလျောက်တည်ဆဲအစိုးရနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်မိဘပြည်သူများရှင်မြမနိုင်ငံအရရမှာရှိတဲ့ပြည်သူများအနေဖြင့်လက်နက်ကိုင်းပဋိပက္ခများဤစိုးကြိုးကို ရင်စည်းခံစားနေကြရပါသည် ို့ဖြစ်ပါ၍လက်နက်ကင်ဆောင်ပฏิပကဖြစ်ပွားမဲ့အစားမိမိတို့၏လိုလားချက်များကိုစကလုံးများဖြင့်ပြောဆိုဆွေးနွေးကြသောနိုင်ငံရေးဧရိယာ၌သာလှုပ်ဆောင်ကြရန်တိုက်တွန်းနှိုးဆော်အပ်ပါရဲ့ရှင်။လေးစားပါသောမိဘပြည်သူများရှင်။ကျမတို့ရဲ့မတူကွဲပြားခြင်းနဲ့ငြိမ်းချမ်းရေးပါတီဟာမတူကွဲပြားခွင့်များကိုလေးစားတန်ဖိုးထားသည်နှင့်အညီ လူမျိုးရေးအရတော်၎င်းဘာသာရေးအရတော်၎င်းမတူကွဲပြားခွင့်နှုံးဆန်များကိုထိမ့်သိမ်းသွားမှာဖြစ်ပါတယ်မတူကွဲပြားခွင့်မပေးသောဘာသာရေးလူမျိုးရေးအကြောင်းချင်းရများကိုသဘောတရားရေးရအရစန့်ကျင်ရှုတ်ချသွားမှာဖြစ်ပါတယ်မိဘပြည်သူများရှင်ကျမတို့ရဲ့မတူကွဲပြားခြင်းနဲ့ငြိမ်းချမ်းရေးပါတီဟာယာဒူးအာနာအတွက်အဓိကမထားဘဲ အထက်ဖော်ပြပါအကြောင်းချင်းရများကိုမိဘပြည်သူများနားလည်သဘောပေါက်သိရှိပြီးဆုံးဖြတ်ချက်ချနိုင်ရန်အစဉ်တစိုက် ပြောဆိုရေးသားတင်ပြနေမည်ဖြစ်ကြောင်းအတိပေးအပ်ပါသည်ရှင်။ကျမတို့မတူကွဲပြားခြင်းနဲ့ငြိမ်းချမ်းရေးပါတီရဲ့မူဝါဒသည်လူသားဆန်သောဒီမိုကရက်တစ်နိုင်ငံသားဝါဒဖြစ်သည်နှင့်အညီမြည်သည့်လူသားဆန်သည့်အယူဝါဒကိုမဆို့ ရှဲရှုကာကွယ်သွားမည်ဖြစ်ပြီးလူသားအချင်းချင်းယံပြုစော်ကားရန်ရည်ရွယ်ချက်ရှိရှိလှုံ့ဆော်နေမှုများကို အမျိုးသားရေးရှုထောင့်မှကာကွယ်တားဆီးသွားမှာဖြစ်ပါတယ်။လေးစားအပ်ပါသောမိဘပြည်သူများရှင်၂025ခုနှစ်ရွေးကောက်ပွဲကြီးဟာနီးကပ်လာပြီဖြစ်ပါတယ်။အများပြည်သူများအနေဖြင့်ခင်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ကြီးပေါ်ထွန်းလာဖို့အတွက်အမျိုးသားအကျိုးစီးပွားကို ရှေ့ရှုဆောင်ရွက်သော နိုင်ငံရေးအင်အားစုများလွတ်တော်တည်သည့်မှာနေရာရရှိဖို့မိမိတို့ကြိုက်နှစ်သက်ရာ နိုင်ငံရေးပါတီများမှ လူပုဂ္ဂိုလ်တို့ကို ရွေးချယ်တင်မြှောက်ပေးကြဖို့တိုက်တွန်းလိုပါတယ်။ကျမတို့မတူကွဲပြားခြင်းနဲ့ငြိမ်းချမ်းရေးပါတီရဲ့အမှတ်အသားကတော့ အင်တာနက်မှာပြန့်နှံ့နေသည့်ပုံသဏ္ဍာန်ဖြစ်ပြီးအနီးအဝါအစိမ့်အပြာရောင်စင်များဖြာထွက်နေတဲ့သင်္ကေတဖြစ်ပါတယ်။အဓိပ္ပာယ်ကတော့ခင်မီဆက်သွယ်ရေးကိရိယာများနှင့်မိမိတို့၏နိုင်ငံရေးစာပေများမိမိတို့လှုပ်ဆောင်ချက်များကို ပြန့်နှံ့စေရမည်ဟုသောရည်ရွယ်ချက်ကိုညွှန်းဆိုပြသတာပဲဖြစ်ပါတယ်။လေးစားအပ်ပါသောမိဘပြည်သူများရှင် နိုင်ငံတော်ဤပဂရိအခြေအနေမှာ ရွေးကောက်ပွဲဟာ အမတန်မှအရေးကြီးပါတယ်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပပြီးဥပဒေနဲ့အညီလွတ်တော်ဖော်ဆောင်နိုင်မှသာရွေးကောက်ပွဲအလွန်မှာကျမတို့နိုင်ငံကို နိုင်ငံတကာရဲ့စီးပွားရေးပိတ်ဆို့မှုများနဲ့နိုင်ငံရင်အနိုင်အထက်ပြုမှုများကင်းရှင်းသွားမှာဖြစ်ပြီးနိုင်ငံတော်ဟာ ခင်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တည်ကြည်ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်းလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကြီးအောင်မြင်စွာကျင်းပနိုင်ဖို့အတွက်အကျအဆန်းအစွမ်းကုန်စ조사ထားပေးထားပါတယ်။မိမိတို့ကိုဥဆောင်မဲ့အစိုးရတရက်ကိုမိမိတို့ကရွေးချယ်ရတာဖြစ်တဲ့အတွက်အမျိုးသားအကျိုးစီးပွားကိုဥထိတ်ထားဆောင်ရွက်တဲ့ပါတီလူပုတ်ကိုယ်ကို 一切别找我，大多以你康就爱办的行。